မင်္ဂလာပါခင်ဗျာဇူလိုင်လ19ရက်နေ့အတွက်မြစည်းမ TV ရဲ့နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရအစီအစဉ်တွေကို တင်ဆက်ပေးပါတော့မယ်။ဒီနေ့မှဆိုရင်တော့နှစ်90မြောက်အာသာနီနဲ့အခမ်းအနားကျင်းပတဲ့သတင်းတွေကိုအဓိကတင်ဆက်ပေးဖို့ရှိပါတယ်။ဒါ့အပြင်အခြားပြည်တွင်းသတင်း၊နိုင်ငံတကာသတင်းအချို့နဲ့စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေကိုတင်ဆက်သွားမှာပါ။အရင်ဆုံးရန်ကုန်မြို့အာသာနီဗိမာန်မှာပြုလုပ်တဲ့အာသာနီနဲ့အထိမ့်မဲ့အခမ်းအနားအကြောင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်နိုင်ငံတော်အဆင့်အကြီးအကဲတွေစုံလင်စွာတက်ရောက်ခဲ့တဲ့အာဇာနည်နေ့သတင်းကိုတော့ဇီယာမော်ကတင်ဆက်ပေးမှာပါ ဒီကနေ့မနေ့ကအာဇနီဘိတ်မှာပြုလုပ်တဲ့အနှစ်80ကြိမ်မြောက်အာဇနီနေ့အခမ်းအနားကိုဒုတိယသမ္မတဦးမြင့်စွေအပါဝင်နိုင်ငံတော်အဆင့်အကြီးအကဲတွေတက်ရောက်ခဲ့ကြပါတယ်ဒုတိယသမ္မတဦးမြင့်စွေနဲ့အတူကာကွယ်ဦးတည်ချုပ်ဗိုလ်ချုပ်ပူကြီးမင်းအောင်လှိုင်အမျိုးသားလွတ်တော်ဥက္ကဋ္ဌမန်ဝင်းခိုင်တန်းပြည်သူလွတ်တော်ဥက္ကဋ္ဌဦးဝင်းမြင့်ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်းထွန်းဦးတို့တက်ရောက်ခဲ့ကြပြီးပြည်ထောင်စုဝန်ကြီးအချို့လည်းတက်ရောက်ခဲ့တာကိုတွေ့မြင်ရပါတယ် နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းသူကြီးကတော့ဗိုလ်ချုပ်အောင်ဆန်းရဲ့မိသားစုအဝေးဖြစ်တာတက်ရောက်ခဲ့တာကိုတွေ့မြင်ခဲ့ရပြီးတားဖြစ်သူဦးအောင်ဆန်းကတော့တက်ရောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ဆက်လက်ပြီးအာဇာနည်နေ့နဲ့ပတ်သက်ပြီးလူငယ်တွေရဲ့ခံစားမှုအတန်တွေကိုတင်ဆက်ပေးကြပါမယ်။အပြည့်အစုံကိုတော့တောင်းလူကတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။ဘလိုပြောမလဲကျွန်တော်တိရလေးတခုပေါ့နော်သူလက်အောင်ငယ်သားတွေကိုတတ်မှတ်ဖို့စရင်သူလည်းတတ်မှတ်ဖို့စမယ်ဆိုတော့အစိတ်တက်ရယ်ပြီးတော့ဒီဒီပြည်သူတယောက်ပေါ့နော်ဒီဆောင်းတဲ့ကာလမှာသူဟိုဟာမရှိတော့အနှွေးတွေကိုသူအနှွေးတွေကိုပေါ့နော်သူကပြည်သူအတွက်ပြီးရယ်အစိတ်တက်လို့ကျွန်တော်ကြိုက်ပါတယ်ဘာကြောင့်လဲဆိုတော့ ိုသူထားတာပြည်သူလဲလူသားသူလဲလူသားသူအလုံးစိတ်ထားလို့ကိုကြိုက်တာကိုလို့ကိုကြိုက်တဲ့ကိုလို့ပဲရှိရတာဟုတ်ရမလားအော်သူ့လိုလူကတော့ရှားပါရှားတယ်သူ့လိုမျိုးဖြစ်ဖို့ဆိုတာလည်းမလွယ်ဘူးလေဘိုးရောင်စားဆိုလို့ရှိရင်မြန်မာနိုင်ငံရဲ့ဆိုရင်အနောက်ရောင်သားတွေကောက်တဲ့ပညာရေးဘလို့ကျိုးပန်းမယ်အကျင့်စာကြီးတောင်ကောင်းရမယ် အဲဘလို့ဆိုဆိုရှင်ဟိုဘလို့ပြောမလဲနိုင်ငံရေးပြမဟုတ်ပဲနဲ့ကိုယ့်ရဲ့ကိုယ့်ရဲ့တမျိုးသားလုံးတော့ကိုဟိုဥစားဘလို့ကောင်းကျိုးပေးရတော့ကိုကလေဟိုဥစားလေးစားပါပေါ့နော်အမှန်တရားကိုဟိုမှာလက်ခံရတာရှင်းဆိုင်ရတယ်နောက်ပြီးတော့သူကအမှန်တရားကိုပြက်ပြက်သားသားပြောရင်အဲစိတ်တော့လက်ခံဘာပဲပြောပါကျွန်တော်ကတော့ဘုကျိုးအားကြတယ် အာဇာနီနေ့နဲ့ပတ်သက်ပြီးမေးလို့မရတဲ့အထင်းမှာ အစ္စလမ်ဘာသာဝင်မြမအာဇာနီတွေဖြစ်တဲ့ဥရာဇန်နဲ့ရဲဘော်ကိုထွေးတို့လည်းပါဝင်ပါတယ်။ဥရာဇန်နဲ့ရဲဘော်ကိုထွေးတို့ဂူဘိမှန်ရှိရာတာမွေမိုဟာမက်ချန်ပလီမှာမြစ်တာပုတ်ဆူတောင်းဝဲပြုလုပ်ခဲ့ကြတဲ့တရင်ကိုတော့စိုးတူတာကတင်ဆက်ပေးမှာပါ။ဒီနေ့ဇူလိုင်လ16ရက်နေ့အာဇာနီနေ့မှာတော့ဥရာဇတ် ရဲဘော်ကိုထွေးတို့ရဲ့ဂူဘိတ်မန်တွေရှိတဲ့တာမွေအစ္စလမ်ဥယျာဉ်တော်မှာမိသားစုဝင်တွေကစွတောင်းမြစ်တာပို့တာခဲ့ကြပါတယ်။စွတောင်းဘွဲကိုတက်ရောက်လာတဲ့ရဲဘော်ကိုထွေးရဲ့ဒူမဒေါ်မမကြီးကတမိုင်းတံဘိုးကိုတံဘိုးထားတဲ့အတွက်ဝမ်းသာတယ်လို့ပြောပါတယ်။ဘိစမိလ္လာဟ်ရာဟ်မာနီရာဟ်မ်ဘယ်နည်းနဲ့မှမကြည့်ဘူးဒီနေ့ကတော့ဘယ်လိုပြောလဲဒီကြီးတွေဘာတွေကိုယ်တိုင်ကျူကျူကြီးမှပါတယ် ဟိုစစ်ဘက်အရာရှိတွေကြီးရဲ့မင်းအောင်နိုင်တို့အုပ်စုတွေကလိုက်နှုတ်ဆက်ကြတယ်သူတို့တော်တော်လေးရဲ့ဟိုဘယ်လိုပြောမေ့ရနေတဲ့မိသားစုစုပြန်ပြီးတော့ပေါ်ထုတ်တဲ့သဘောမျိုးမှရှိတယ်တကယ်မေ့ရနေတာတကယ်ဂျုံမှာရောက်နေတာအစမ်းအုပ်စုမိတာပို့ဆူတောင်းဘက်ကိုဦးဆောင်ခဲ့တဲ့ဒေါက်တာမြင့်သိန်းက တိုင်းပြည်ထူထောင်ရေးမှာနှလုံးသားချင်းပေါင်းစည်းဖို့လိုရလို့ပြောသွားခဲ့ပါတယ်။မတူကွဲပြားမှုတွေကိုရည်ရွယ်ပြီးပြောသွားခဲ့တာပါ။အထက်မှာဖတ်ဆက်ပါလာမတိုင်ခင်တိုင်းပြည်အတွက်ဆိုသူခံရတဲ့သူအားလုံးကအလုပ်ပေးနေကြတာနော်ဒီလိုပုံပုံမျိုးအားလုံးကိုပြည်သူလူထုတွေနဲ့လည်းအချက်ထားဖို့အားလုံးစည်းစည်းရုံနဲ့နော်တိုင်းပြည်ရဲ့အခုကြုံတွေ့နေတဲ့စိန်ခေါ်မှုတွေကိုနော်ပြည်သူလူထုကအထူးကကြပါလက်ရှိအနေထားမှာ နော်ဘာလို့ဆိုတော့အခက်အခဲတွေအများကြီးရင်ဆိုင်နေရတယ်စီစီယုံနဲ့နှလုံးသားချင်းပေါင်းစည်းပြီးတော့အနာကငင်းညံ့တဲ့နိုင်ငံတော်ကြီးထူထောင်မှုတော့လူမျိုးဘာသာမခွဲခြားဘဲနဲ့နော်ပြန်လာနားလည်မှုတိဆောက်ဖို့အထူးမြတ်တရရခံပါတယ်ဒုရဇဟာဘိုးကျောင်းအောင်ဆန်းဦးဆောင်တဲ့ဂျားဖြတ်အစိုးရအဖွဲ့မှပညာရေးနဲ့အမျိုးသားစီမံကိန်းဌာနဝန်ကြီးဖြစ်တာဝန်ယူနေစဉ်မှာလောက်ကြံခံခဲ့ရတာပါရဲဘော်ကိုထွေးကတော့ဥရဇက်ရဲ့တက်တော်ဆောင်ဖြစ်ပါတယ် ်ဥရဇက်ရဲ့တာကြီးဦးတင်မြင့်ကငင်းချန်ရေးလမ်းစဉ်အပေါ်သူ့ရဲ့ခံယူချက်ကိုအခုလိုပြောပါတယ်မပြတ်ပါနဲ့ဒီတော့ကျွန်တော်ခင်ပါတယ်ကျွန်တော်ကျွန်တော်နေတော့ကျွန်တော်နဲ့အမှန်တန်ခင်ရတယ်ဆိုတော့ဒီကျွန်တော်တို့ဆရာတော်ကြီးတွေဆိုလဲဟိုကျွန်တော်နဲ့ခင်တယ်သူတို့ကိုကျွန်တော်လေးစားတယ်အဲသူတို့ကလည်းကျွန်တော်ကိုရင်ပြစ်တာထားတယ်ဆိုတော့ကျွန်တော်အနေနဲ့ကတယောက်တည်းအနေနဲ့တော့ဘာမှပြဿနာမရှိဘူးဘယ်နေရာသွားသွားကျွန်တော်ပြဿနာမရှိဘူးเนาะခင်ဗျာခုနကဆိုတာကိုကျွန်တော်သိတယ် ဆိုအဲ့ဒီပုံကိုတွေကလည်းအဲ့ဒီဖွဲ့စည်းတွေကကျွန်တော်ကြီးကြီးပိုင်းနဲ့ကျွန်တော်နဲ့နှစ်ခါသုံးခါလောက်တွေ့ဘူးလေကျွန်တော်လက်တင်ခံတယ်ဘာလို့ဆိုတော့ကျွန်တော်ကအရင်လေမှန်တာပဲပြောတယ်တော့ကျွန်တော်ဒီနိုင်ငံရေးသမားမဟုတ်ဘူးအဲကျွန်တော်ဒီဟိုအရင်ဟိုဖျက်လို့ပေးစီလို့ရှိနေလူမဟုတ်ဘူးကျွန်တော်ဒီကျွန်တော်အရင်ဘိုးကြီးအောင်ဆန်းနဲ့ကျွန်တော်အဖေတို့ချမ်းမသွားတဲ့ငင်းညံ့တဲ့လမ်းစဉ်ကိုပဲကျွန်တော်လူလားတယ် အဲ့ဒီချိန်မှာဆရာယူရဇက်ကထောင်ကထွက်ခါစား1948ခုနှစ်ဇူလိုင်လ19ရက်စနေနေ့နနက်10:38မိနစ်မှာဘူကျော်အောင်ဆန်းတခင်မြဒီတုတ်ဥပချို မန်းဘခိုင် ဥပဝင်ဥအုံးမောင်မိုင်းဝန်စော်ဝါကြီးဆက်ဆံထွန်းဥရဇက်ရဲဘော်ကိုထွေးတို့လှုပ်ကြံခံခဲ့ရတာပါ အခုဆိုရင်နှစ်ပေါင်း80ပြည့်ခဲ့ပါပြီကျွန်တော်စိုးတူရပါ ဆက်လက်ပြီးစီးပွားရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါမယ်။2030ခုနှစ်မှာတနိုင်ငံလုံးလျှက်စစ်မီရဖို့မြန်မာအစိုးရက American Dollar Billion 30ယင်းနီးမြုပ်နှံသွားရမယ်လို့ကမ္ဘာ့ဘဏ်ကခန့်မှန်းထားပါဗျ။ဒီယင်းနီးမြုပ်နှံမှုပမာဏဟာတိတ်ကိုကြီးမားတာဖြစ်ပြီးမြန်မာလျှက်စစ်ခန်းနာမှာပုဂ္ဂလိကယင်းနီးမြုပ်နှံသူတွေဝင်ရောက်ယင်းနီးမြုပ်နှံသွားဖို့လည်းလိုအပ်တယ်လို့ကမ္ဘာ့ဘဏ်ရဲ့ဌာနကိုယ်စားလှယ်ဟောင်းဖြစ်သူ Mr. Abdullah Rizak ကမြစီမာရဲ့ This Business Interview အစီအစဉ်မှာ ပြောဆိုထားပါတယ်။မြန်မာလျှက်စင်မီကန်နာနဲ့ပတ်သက်ပြီး Mr. Abrulari ဆက်ကိုမြစီမစီပွားရေးဌာနမှဖြစ်သူကိုအောင်သူရကမေးမြန်းထားတာကိုတင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ your the supporting more than 400 US million target uh, from 2016 to 2020 uh, 2021 2016ခုနှစ်ကနေ2021ခုနှစ်အထိခြေလက်ဒေတာအပါအဝင်နိုင်ငံမာလျက်စစ်ပုံမှုရရှိဖို့ကမ္ဘာ့ဘဏ်ကကန်ဒေါ်လာတန်း400ထောက်ပံ့ထားတယ်လို့သိရတယ်။ဆိုတော့ဘယ်နေရာတွေမှာအသုံးပြုနေလဲဆိုတာသိချင်ပါတယ်။ Yes a very good question and it allows me to clarify and explain more what it, what it is. Uh, this 400 millions are supporting grid expansion and off-grid expansion. So uh, ဒီကောင်းတဲ့မိကုံးပါကျွန်တော်ရှင်းပြပေးပါမယ်ဒီ American Dollar တန်လေးရကိုမဟာတအားလိုင်းစနစ်နဲ့ဒါအားလိုင်းပြင်ပါစနစ်တွေအတွက်ထောက်ပံ့ပေးနေတာဖြစ်ပါတယ်အခြေခံအားဖြစ်တော့ကန်ဒေါ်လာတန်330ကိုမဟာတအားလိုင်းစနစ်တိစောက်တဲ့နေရာမှာအသုံးပြုဖို့ခံမှန်းထားပြီးတော့ကျန်တဲ့ကန်ဒေါ်လာတန်90ကိုခြေလက်ဒေသအတွက်လျှက်စစ်ဒါအားလိုင်းပြင်ပါစနစ်မှာအသုံးပြုဖို့ဖြစ်ပါတယ်ဒါကကမ္ဘာပိုင်ရင်ခိုင်မာတည်ကြတဲ့ထောက်ပံ့မှုဖြစ်ပါတယ်။မြို့သားလျက်စစ်မီရရှိရေးစီမံချက်ဟာမြန်မာနိုင်ငံအတွက်အရင်ကအရေးကြီးပြီးတော့ တနိုင်ငံလုံးလျှက်စစ်မီရရှိဖို့အချက်လက်တွေကိုရှင်းလင်းအောင်ဖော်ပြထားပါတယ်။ဈေးအနည်းဆုံးနဲ့တနိုင်ငံလုံးလျှက်စစ်မီရရှိဖို့မြန်မာအနေနဲ့မဟာဒါအားလိုင်းစနစ်ရောဒါအားလိုင်းပြင်ပစနစ်ကိုပါဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒီစီမံချက်ကိုတရားရေးဆွဲထားပြီးပုဂ္ဂလိကအခန်းကဏ္ဍကပါပါဝင်နိုင်မဲ့ထိရောက်တဲ့စီမံချက်ဖြစ်ပါတယ်။တနည်းအားဖြင့်ပုဂ္ဂလိကပါဝင်ရောက်ရင်းနှီးမြှုပ်နှံလို့ရမယ့် platform ဖြစ်ပါတယ်။ဥပမာပြောရရင်ကမ္ဘာ့ဘဏ်ရဲ့လောက်ခံအဖွဲ့အစည်းဖြစ်တဲ့အပြည်ပြည်ဆိုင်ရာဘဏ္ဍာရေး corporation IFCR ဆိုရင်လေဒီစီမံချက်ကနေကျေးလက်ဒေတာလျှက်စီမီရရှိအတွက်ကြီးမားတဲ့အစီအစဉ်နဲ့ထောက်ပံ့ပေးနေတာဖြစ်ပါတယ်။ that also support a large program for access to uh, electrification in rural areas ြည်ရင်းသတင်းတွေတင်ဆက်ပြီးတဲ့နောက်မှာတော့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။လွန်ခဲ့တဲ့85နှစ်ကြာတော့ကဥရောပဒေသကအက်ပ်တောင်နန်းပေါ်မှာပျောက်ဆုံးသွားခဲ့တဲ့ဆွစ်ဇာလန်ဇနီးမောင်နဲ့နှစ်ဦးရဲ့ရုပ်လောင်းတွေကိုရေခဲမြစ်တစ်ခုမှာပြန်ရှာတွေ့ခဲ့တဲ့သတင်းကိုအရင်ဆုံးတင်ဆက်ပေးခြင်းပါတယ်။ အရေးပြောင်းမှုများပြားနေတဲ့ရေခဲမြစ်ထဲကနေတွေ့ခဲ့တာပါဆစ်စလန်တောင်ပိုင်းဒီအာပရက်တောင်တို့ဘော်ကရေခဲမြစ်တနေရာမှာနှစ်ဦးသားဘေးကျင်းရှင်ရဲ့လဲလျောင်းသားအနေထားနဲ့ပြန်ရှာတွေ့ခဲ့တာဖြစ်တယ်လို့သိရပါဗျာ ပျောက်ဆုံးစဉ်ကသူတို့နှစ်ဦးနဲ့အတူပါသွားတဲ့ကြောဘုတ်အိတ်တွေရှေဘူးတဘူးစာအုပ်တအုပ်ငါးဤတလုံးတို့ကိုလည်းမူလပုံစံအတိုင်းပြန်တွေးခဲ့ရတယ်လို့သိရပါဗျ။သူတို့ဟာ1942ခုနှစ်ဩဂတ်လတုန်းကအပ်ထောင်ထဲမှာနွားချောင်းသွားခဲ့ပြီးတဲ့နောက်ပျောက်ဆုံးသွားခဲ့ကြတာဖြစ်ပါတယ်။ဒီရုပ်လောင်းတွေကိုတိတိကျကျခွဲခြားဖော်ထုတ်ဖို့ DNA စစ်ဆေးချက်တစ်ခုလည်းလုပ်ဖို့စီစဉ်ထားတယ်လို့သိရပါဗျ။ နောက်ထပ်တင်ဆက်ပေးခြင်းတဲ့နိုင်ငံကသတင်းကတော့ဂျာမနီနိုင်ငံကကက်သလစ်စာတင်ကျောင်းတစ်ခုမှာယောက်ျားလေးလူငယ်948ဦးထပ်မနေလိမ်မိုင်းဆိုင်ရာစော်ကားခံရတဲ့အကြောင်းပါဆိုးရွားတဲ့ကိုယ်ခန္ဓာနှင်းပန်းနှိပ်စက်ခံရမှုတွေပါခံခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတာလည်းဖြစ်ပါတယ်အနှိပ်စက်ခံခဲ့ရသူတွေကတော့အဲ့ဒီစာတင်ကျောင်းကိုငရေခမ်းတစ်ခုနဲ့အတူတူပဲလို့ခိုင်ခိုင်ပြောဆိုကြောင်းအစိုးရရှေ့နေရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ် ဘာဘေးရီးယားပြည်နယ်မှာရှိတဲ့နှစ်ပေါင်းတထောင်ကြာတက်တန်းရှိကက်သလစ်စာသင်ကျောင်းဟာဆိုရင်လွန်ခဲ့တဲ့2010ခရဲကဆိုးရွားတဲ့လိမ်မိုင်းဆိုင်ရာစော်ကားကျူးလွန်မှုတရင်တွေကိုဖြေရှင်းနေခဲ့ရတာဖြစ်ပါတယ်။စော်ကားခံခဲ့ရတဲ့ယောက်ျားလေးအများစုကသူတို့အဲ့ဒီကျောင်းမှာရှိခဲ့ရတဲ့အချိန်ကာလဟာသူတို့ဘဝရဲ့ကံဆိုးမိုးမောင်အကြဆုံးကာလတစ်ခုဖြစ်တယ်လို့ဆိုပါတယ်။အကြောက်တရားနဲ့ဖိနှိပ်ခံရမှုတို့အောက်မှာရှင်သန်ခဲ့ရကြတယ်လို့ပြောကြပါတယ်။အခုဖြစ်စဉ်မှာတော့လွန်ခဲ့တဲ့1945နဲ့1990ပြည့်နှစ် ကြာကာလအတွင်းအဲ့ဒီခရိယန်စာတင်ကျောင်းမှာကြုံတွေ့ခဲ့ရတဲ့လိန်စော်ကားမှုဖြစ်ပေါင်းများစွာကိုဖော်ထုတ်စစ်ဆေးနေခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်ရက်ပတ်သက်ပြီးကျူးလွန်ခဲ့တယ်လို့ယူဆရတဲ့ကျောင်းတာဝန်ရှိသူ49ဦးကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ဒါပေမဲ့သူတို့ကျူးလွန်ထားခဲ့တဲ့ပြစ်မှုတွေကအချိန်အကြာကြီးကြာမှဖော်ထုတ်နိုင်ခဲ့တဲ့အတွက်ပြစ်ဒဏ်တစုံတရာကြာခံရနိုင်ပွဲမရှိတော့တဲ့အခြေအနေမှာရှိနေတာလည်းဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမြစီမရဲ့စိတ်ဝင်စားပွဲရာအစီအစဉ်တစ်ခုကို တင်ဆက်ပေးကြပါမယ်။အဲ့ဒါကတော့မြစီမအမျိုးသမီးအစီအစဉ်ပါ။ဒီနေ့မှာတော့ခွဲစိတ်အထူးကုဆရာဝန်ကြီးဒေါက်တာနော်မာတီအကြောင်းကိုတင်ဆက်ပေးထားပါဗျ။သုံးလသားကလေးငယ်ရဲ့ဝမ်းပိုက်ထဲမှာအတူပါလာတဲ့ဒရီသားအပူသုံးမှွာဘူးကိုအောင်မြင်စွာခွဲစိတ်ကုသပေးနိုင်ခဲ့တဲ့နေပြည်တော်ဂရင်တထောင်ဆေးရုံကခွဲစိတ်အထူးကုဆရာဝန်ကြီးပါမောက်ခဒေါက်တာနော်မာသေးဖြစ်ပါတယ်။ ဒီခွဲစိတ်မှုကို2016ဒီဇင်ဘာ19ရက်မှာအောင်မြင်စွာပြုလုပ်နိုင်ခဲ့ပြီးမြမဆေးပညာအတွက်အောင်မြင်မှုမှတ်တိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ဒီဖြစ်ရက်ကတော့မိခင်ဝန်းထဲမှာလေးမွာဘူးသတိတရမဲ့သတိသားလောင်းတွေဟာမိခင်ဝန်းပိုက်ထဲမှာတဦးသာသတိတီမွေးဖွားခဲ့ပြီးကြံတဲ့သတိသုံးခုကတော့မွေးဖွားပြီးရင်သွေးငယ်ရဲ့ဝန်းပိုက်တွင်းမှာမှားယွင်းသတိတီလာတာဖြစ်ပါတယ်။ဒီဖြစ်စဉ်မျိုးဟာပုံမှန်မွေးဖွားသူ9သိန်းမှာတဦးသာဖြစ်နိုင်ခြေရှိတဲ့အခြေအနေဖြစ်ပြီး မှတ်တမ်းမှတ်ရာတွေအရယခုလိုမှားယွင်းသတိတည်မှုမျိုးဟာတစ်ကမ္ဘာလုံးမှာအယောက်900သာရှိသေးတယ်လို့ဆိုပါတယ်။ဒေါက်တာနော်မာသေးဥဆောင်တဲ့အဖွဲ့အနေနဲ့အခုလိုခလေးပိုက်ထဲမှာခလေးရှိနေတဲ့အနေအထားကိုနှစ်ကြိမ်တိုင်တိုင်အောင်မြင်စွာခွဲစိတ်ပေးနိုင်ခဲ့ပါတယ်။လူတယောက်ရဲ့အတက်ကိုကယ်ဖို့အတွက်လူတယောက်ရဲ့ကျန်းမာရေးပြဿနာကိုဖြေရှင်းပေးဖို့ဆိုတာ decision ကအရင်ရေးကြည့်ပါတယ်ဟိုဥစား physician အနေနဲ့လည်းအရေးကြီးသလို surgeon အနေနဲ့ဆိုတာလည်းလူတစ်ယောက်ကိုခွဲစိတ်ကုသမှုဆိုင် invasive procedure တခုပဲပေါ့နော်အဲ့ဒီခါမှာတကယ်ခွဲသင့်ခွဲတိုက်တဲ့လူနာကိုခွဲပစ်ဖို့တကယ်မခွဲသင့်တဲ့လူနာကိုမခွဲပစ်ဖို့ decision making ဆိုအရင်ရေးကြည့်ပါတယ် ဟုတ်ကဲ့ပါဒီနေ့အစီအစဉ်ကိုတော့ဒီမှာပဲရန်နာချင်ပါတယ်ခင်ဗျာအခုဆိုရင်တော့ဇူလိုင်လ16ရက်နေ့ရဲ့နောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအစီအစဉ်ခေါင်းတွေကိုတင်ဆက်ပေးခဲ့တာပါဒီလိုနောက်ဆုံးရသတင်းတွေနဲ့စိတ်ဝင်စားဖွယ်ရာအစီအစဉ်တွေကို www.myesima.com နဲ့ www.myesima.tv တို့မှာဝင်ရောက်ကြည့်ရှုနိုင်တဲ့အပြင် myesima ရဲ့ Facebook စာမျက်နှာမှာလည်းဖတ်ရှုနိုင်ပါတယ်ကြည့်ရှုအားပေးကြတဲ့ပရိသတ်တယောက်ချင်းစီကို ကျေးဇူးအထူးပဲတင်ရှိပါရယ်ခင်ဗျာပရိသတ်များအားလုံးစိတ်အီချမ်းသာခြင်းကိုယ်အီချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ။